ေဒီလိုပေါ့ပွားလေးနဲ့စားလို့ကောင်းတဲ့ဒိုနတ်မုန့်လေးတွေအိမ်မှာလုပ်စားမယ်။ပါဝင်ပစ္စည်းတွေရတာဒါလေးပေါ့နော်။ပထမဆုံးနဲ့ဂျုံကို250 g ထည့်မယ်။တကြားက30 g ပြီးသွားလို့ရှိရင်စားက3 g ထည့်မယ်။အဲ့တော့ total 285 g ပေါ့နော်။အဲ့ဒါလေးကိုနည်းနည်းမှွေပြီးပေးဦးဖယ်ရမယ်။နွားနို့ကိုတော့120 g ထည့်ပါမယ်။ပါဝင်ပစ္စည်းတွေကိုလက်နဲ့မှွေမဲ့သူကတော့နွားနို့တွေကိုတစ်စေးအရင်ရောပြီးတော့မှွေထားတာပိုကောင်းပါတယ်။ ောပတ်ကိုတော့30 gram ထည့်ပါမယ်။ဒီထောပတ်လေးကိုသုံးနာပါတယ်။ပေါပဝင်ပစ္စည်းတွေအားလုံးကိုဒီဆက်လေးနဲ့မှွေပါမယ်။ဒီဆက်ကဖုတ်တဲ့အဆင့်ထိလုပ်ပေးတဲ့ဆက်လေးပေါ့နော်။ဒါပေမဲ့ဇာကတော့မှွေတဲ့အဆင့်ပြီးတာနဲ့အပြင်ကိုထုတ်မှာပါ။ဂျုံထည့်ပါမယ်။မုတ်ပွားစေတဲ့တစ်စည်းကို3 gram ထည့်ပါမယ်။ရလေးကိုနည်းနည်းမှွေလိုက်တယ်ပေါ့နော်ပြီးရင်ခုနကနွားနို့ထည့်မယ်ကြက်ဥကိုနှလုံးဖောက်ထည့်ပါမယ်ပြီးရင်ထောပတ်လီတာတဲ့30 gram ဟာကိုထည့်ပါမယ် ဖင်အဲ့ဒါကိုဆက်နဲ့မှုလိုက်ပါမယ်လက်နဲ့မှုခြင်းလည်းရတယ်နော်လက်နဲ့မှွေအရန်ကက်လို့ဆက်နဲ့မှွေပြီးတော့နှက်ထားမှာပါ။ပြီးရင်အဲ့ဒါကိုနှစ်နာရီလောက်နှက်ထားလိုက်လို့ရှိရင်ဒီလိုမျိုးပွတ်တက်လာပါလိမ့်မယ်။တစည်းချောင်းအလိုမျိုးပွတ်နေတဲ့မုသားကိုရပါမယ်။အဲ့ဒါဆိုရင်နေပါမယ်။စပြီးတော့အရန်ကက်တဲ့ရင်ဂျုံကိုနည်းနည်းစီထထည့်ပြီးတော့နေပါ။ဂျုံသားကချောချောမွေ့မွေ့လေးဖြစ်လာပြီဆိုလို့ရှိရင်တော့အလုံးလေးတွေစပြီးလုံးပါမယ်။ ဒိုနတ်တစ်လုံးကို30ဂရမ်စီလုံးချင်တာဖြစ်တဲ့အတွက်30ဂရမ်စီချိန်ပြီးတော့တက်တက်စီအလုံးလေးတွေလုံးထားပါမယ်။ဒါကမီနီဒိုနတ်ဖြစ်တဲ့အတွက်နည်းနည်းတော့သေးမယ်ပေါ့နော်။ဒီထက်ပိုကြီးချင်တော့60ဂရမ်စီခွဲထားပါ လုံးပြီးတော့ပါပြီ။အဲ့ဒါကိုမိနစ်20ပြန်နှက်ပါမယ်။အုပ်ထားပါ မိနစ်20ပြည့်သွားလို့ရှိရင်မုတ်သားကဒီလိုမျိုးပြန်ပွားလာပါလိမ့်မယ်အဲ့ဒါကိုလုံတဲ့အခါကျရင်မတူညီတဲ့ခွနှစ်ခုကိုယူပြီးတော့စီတုပ်ပါမကတ်အောင်လို့ပြီးသွားလို့ရှိရင်မုတ်ကိုအဲ့လိုထည့်ပြီးတော့ဒီလိုမျိုးလေးလှိမ့်လိုက်လို့ရှိရင်ညီညီညာညာနဲ့ပြန်သွားပါလိမ့်မယ်နောက်တစ်ခေါက်ပြန်ပြမယ်နော်ဒီလိုမျိုးလေးညီညီညာဖြစ်သွားပါလိမ့်မယ်တခြားပစ္စည်းတွေနဲ့လှိမ့်တဲ့အခါကြလို့ရှိရင်မညီပဲနဲ့ size တွေမတူတာဖြစ်သွားတတ်ပါတယ်။ဒီလိုမျိုးလေးလှိမ့်လိုက်ရင်ပို့ပြီးတော့လွယ်ပါတယ်။ ဒလိမ့်တုံးလေးပါလေးလည်းသုံးစရာမလိုတော့ဘဲနဲ့ဘေးကိုလည်းရှံမထွက်တော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့အကုန်လုံးပြလိုက်ပါမယ်ခုကတော့စကြောပါမယ်စီမြမ်းများနဲ့ကြော်အောင်မလို့ဒီလိုစောင်းတဲ့ testio အသေးလေးကိုအသုံးပြုပြီးတော့ကြော်ပါမယ်ဒုန်းနတ်မုတ်ကလေးကိုယူပြီးတော့အလဲကနေအဲ့လိုလက်ကလေးနဲ့အပေါက်ဖောက်ပြီးတော့အပေါက်ကလေးကိုလည်းနဲ့ချဲလိုက်ပါချဲပြီးတော့ CO ထဲမှာဒီလိုမျိုးကြော်ပါမယ်အလုံးလေးတွေကြော်ခြင်းလည်းရပါတယ် အလုံးလေးတွေဆိုလို့ရှင်ဆိုင်မာလိုမျိုးအထဲမှာ cream တို့ jam တို့ကိုထည့်လို့ရပါတယ်။မီးအေးအေးနဲ့ကြော်လို့ဒီလိုရွှေဝါရောင်အောင်လေးတန်းလာပြီဆိုရပါပြီ။ဒီတစ်ခေါက်အပေါက်ကလေးရတာနည်းနည်းသေးသွားတယ်နော်။ပြီးရင်စီဆုပ်တဲ့ဆက်ကူပေါ်မှာဖယ်တာပါ။ကဲဒီတစ်ခေါက်အပေါက်ကြီးကြီးနဲ့လုပ်ပါမယ်။အပေါက်ကြီးကြီးနဲ့လုပ်တာလေးကဒါလေးကပိုဆိုင်ရရောင်နဲ့ donut နဲ့ပိုတူတယ်နော်။မီးပြင်းနဲ့နဲ့ကွဲဝတ်တတ်ပါတယ်တတိထားပါမီးအေးအေးနဲ့ကြကြလေးလောက်ရပါတယ် ဲ့လိုမျိုးလေးနဲ့ကြော်ဝါလိုက်တာအကုန်လုံးကိုအကွင်းလေးတွေကြော်ရတာပို့ပြီးတော့အဆင်ပြေလို့ခံစားရတယ်ပေါ့နော်။ကိုကအထဲမှာခရင်ထည့်ကျင်တော့အလုံးလေးတွေပုံစံကြော်ပါ။ကဲအဲ့လိုမျိုးလေးနဲ့ကြော်သွားပါမယ်။တစ်ဖက်ကကြက်သွားတော့မှတစ်ဖက်ကိုလှန်လိုက်ပါ။ကဲကြော်ဝါလိုက်တာလို့ဖြစ်သွားပါပြီအလုံးစုအဲ့ပုံအပေါက်သိင်အဲ့ပုံအပေါက်ကျင်းတဲ့လိုပုံလေးပါကဲဒီတစ်ခါခရင်လောက်ပါမယ် ခရင်ကကြတော့ဗနီလာခရင်လုတ်ချင်လဲရတယ်။ဒါကတော့တရက်ခရင်လုတ်မှာပါ။ကျုပ်သုံးလုံးအနှစ်ကြီးပဲယူပါမယ်။သုံးလုံးကိုဖောက်ပြီးတော့အနှစ်ကြီးပဲတသက်ဖယ်ထားပါမယ်။သုံးလုံးကျုပ်သုံးလုံးအနှစ်ကြီးပဲကိုမွေတံလေးနဲ့မွေမယ်။ပြီးသွားလို့ရှိရင်တကြားကို50 gram ယူပါမယ်။တကြား50 gram ကိုချိန်ပြီးသွားရင်ခုနကကျုပ်မွေထားတဲ့ထဲကိုထည့်ပြီးတော့ တကြားနဲ့ပါတစ်ခါလေးရုံးမှွေပါမယ်ကဲဒီလိုမျိုးနှမ်းစက်အောင်မှွေပြီးွားလို့ရှိရင်တော့ဗနီလာအရေကို၄ဆက်လောက်ထည့်ပါမယ်ဗနီလာအရသာနဲ့လုပ်မယ်ဆိုရင်တော့တကယ်တည်းထက်ထည့်ရမလို့ပေါ့နော်ဒါဗနီလာတစ်မျိုးရဲတဲ့လင်းလေးစားကောက်ပါတယ်နွားနု160ဂရမ်ကိုကြိုထားပါမယ်။ဇာကတည်တည်အဖက်ကလေးတွေပါစားခြင်းလို့ထည့်ထားပါတယ်။ခုနကမှွေထားတဲ့ကျုပ်အနှစ်တွေပါထည့်ပါမယ်။ ချဲဦးနဲ့ဒီထည့်ပြီးတော့မှုလိုက်ပါပြောရလို့ရှိရင်ဂျုံ 16g ကိုထည့်ပြီးတော့အဆက်မပြတ်မှွေပါအဲ့ဒါဆိုရင် cream ရတစ်ဖြည်းဖြည်းနဲ့ပစ်လာပါလိမ့်မယ်ဒါကတော့တရတိပြူရေးပါအိမ်မှာရှိတဲ့အတွက်ကြောင့်မလို့တရတိပြူရေးအနှစ်ကိုပါထည့်လိုက်ပါတယ် vanilla အရသာပဲလုပ်မယ်ဆိုရင်တရတိအဖက်တွေတရတိအနှစ်တွေထည့်ကြရမလို့ဘူးပေါ့နော်တရတိရော vanilla ရောမထည့်ဘူးဆိုရင်တော့ pudding cream အရသာဖြစ်သွားမှာပါ မန်ဂိုပူရီထည့်ပြီးဆက်ကြိုရပါတယ်ဒါက5မိနစ်10မိနစ်လောက်ပဲကြိုရပါတယ်တဖြည်းဖြည်းနဲ့ပစ်လာပါမယ်အဲ့ကြရင်အိုးချပြီးတော့အေးခံတာပါခရင်နီအေးဝါပြီဆိုလို့ရှိရင်တော့ခုနကဒိုနတ်မုတ်ကလေးရဲ့အပေါ်မှာဒီလိုမျိုးလေးကပ်ပါမယ်စိုင်းနီမှာဆိုရင်တော့တကြားမှုန်နေကတ်တယ်ပေါ့နော်ဇာတော့တကြားထပ်မထည့်တာပါဘူးအလုံးဆိုရင်တော့ဒီလိုပုံစံမျိုးလေးခရင်ထိုးထည့်ရမှာပါကဲအသီးလေးတွေနဲ့အလှဆင်လိုက်တဲ့အခါဒီလိုပုံစံလေးဖြစ်သွားပါတယ်။စားရတာအီမာဆိုလို့အသီးအချင်းလေးတွေပါထည့်ထားတာပါ။ အထဲမှာတော့ဒီလိုမျိုးပွပွလေးနဲ့အရန်ဆားလို့ကောင်းပါတယ်။ဆုံးတိကြည့်ပေးတာကျေးဇူးတင်ပါတယ်တတ္တာ